ညီပါပါဒီနေ့ကတော့14ရက်5လ2025နော်အဲ့တော့ကျွန်တော်ဒီနေ့ကတော့စီရီသတင်းတွေမပြောဘူးပေါ့ကွာကျွန်တော်ကဒီဥဥကုန်ညပြောထားတယ်ကိုသဘောကျလို့ပြောလိုက်တာပေါ့နော်သဘောကျလို့ပြောလိုက်တာပေါ့နော်တို့များတို့များဟာကျွန်တော်ယူတင်လိုက်တာနော်အဲ့တော့ဒါမျိုးကျွန်တော်တို့ရဲ့စိတ်ထဲမှာကျတော့ကွာလူမျိုးခွဲတော့ကျွန်တော်တို့ကမရှိဘူးအော်ခုထပ်ပါတော့ကွာဒီမြန်မာနိုင်ငံထဲမှာနေကြ135မျိုးပေါ့နော် ်သူကချမ်းလူမျိုးသူကချင်းလူမျိုးသူကကချင်းလူမျိုးသူကမြန်မာလူမျိုးဗမာလူမျိုးသူကအစ္စလာမ်လူမျိုးဟလာသူကဘာလူမျိုးညာလူမျိုးစတာပေါ့နော်အဲ့လိုလူမျိုးတွေအဲ့လိုကျွန်တော်ခွဲတာကျွန်တော်မှမရှိဘူးကွာဥပမာကျွန်တော်နဲ့ပဲနိုင်လိုက်မှာပေါ့ကွာဒါကျွန်တော်ကျွန်တော်ကိုကျွန်တော်ပဲကျွန်တော်နိုင်လိုက်မှာကျွန်တော်အဲ့လိုပဲသဘောကျတယ်သူများတွေကကျွန်တော်မပြောတတ်ဘူးဘာလဲဆိုတော့ဥပမာကျွန်တော်ကဗမာလူမျိုး ဖြစ်တယ်မဟုတ်လားဒါပေမဲ့ဟာငါတို့ဗမာလူမျိုးတွေ ဆိုတာတော့ဒါကိုယ့်ရဲ့လူမျိုးတွေဆိုတော့ချစ်တာပေါ့နော်တကို့မြန်မာနိုင်ငံပြည်တွင်းထဲမှာရှိနေတဲ့လူမှလည်းအကုန်ချစ်ပါတယ်နော်ပြောပြတယ်ဒါပေမဲ့လူမျိုးဆိုတာတော့ရှိရတာပေါ့နော်ဥပမာမင်းကဘယ်ကမွေးတာတော့ဟာကျွန်တော်ကအဖေကဗမာအမေဗမာအာအမေတီခမရအဲ့ဒါကျွန်တော်ပြောပြဒီလားခါလေးကြီးကြီးချင်းတာအဖေကဗမာအမေကဗမာအဲဒါဒါဆိုရင်ပေါ့နော်အဖေတွေအမေတွေမိကြီးတွေကိုလိုက်ပြီးလိုက်ပြီးတိုင်းသားကြီးဆက်ကြတယ်အဲ့တော့တိုင်းသားကြီးဆက်တယ်ဆိုမိမိကိုနေတယ်မိကြီးရဲ့အမေကဘယ်သူလဲမိမိပြောနိုင် အဲ့မေကြီးရဲ့အမေကဘသူလဲဘသူလဲခမားတို့လည်းမေးကြည့်အစင်စင်ခမားတို့အခုမွေးထားတဲ့အမေတွေကျွန်တော်တို့မြန်မာနိုင်ငံအစိုးရကတချို့ပြောပြပေါ့နော်ဆရာလောက်တော့မဟုတ်ဘူးပေါ့နော်ဒါဟာတာလေးပေါ့ကောင်းစားတည်တဲ့မိခွန်းလေးပေါ့အခမားတို့အဖေမေတွေမေးကြည့်အမေမေးကိုဘသူအောင်ပွေးတာလည်းမေးကြည့်အဲ့ပြောလိုက်မှခမားအမေကဟဲ့ငါ့အောင်တော့ဘသူအောင်မွေးတာဟာလားဆိုရင်အဲ့မေရဲ့အမေကိုဘသူအောင်မွေးတာတော့ပြန်မေးကြည့်တိလိမ့်မယ်နှစ်ဆက်လောက်တော့နောက်တိဆက်ရှေ့ဆောင်မသိတော့ ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအဲ့ဒါအမျိုးတွေပဲအဲ့ဒါကြောင့်ကဘာကြီးတွေမှာအမျိုးတွေအခုကျွန်တော်တို့ဒီမြန်မာနိုင်ငံကိုင်းမြင်ကြီးမျက်စိထဲမှာမြင်ကြည့်လိုက်ရေပြင်းကြီးအားလုံးပေါ့အရှင်တော့ကျွန်တော်တို့လူကြီးအိမ်တွေအသိမရှိသေးဘူးကွာဒီရေပြင်းတွေများတယ်ပေါ့နော်ကုန်းမြင်တွေမှာလူတွေကနေကြတယ်ဟဲ့လားအဲ့လိုနေတဲ့အခါမှာဒီတိဘက်တူကျွန်တော်တို့ဒီအိမ်လေးကပေါ့နော်တိဘက်ကုန်းမြင်နောက်တစ်ခုကျွန်တော်တို့ဒီအတိဘက်ရဲ့အရှိဘက်အနောက်ဘက်တောင်ဘက်မြောက်ဘက်အဲ့ဘက်တည်းကနေကျွန်တော်တို့လူမျိုးတွေဆင်းသက်လာပေါ့ကွာနော်ကျွန်တော်တို့ထဲအရင် ဘိုးဘေးဘေးနေလဲရှိမယ်ပေါ့နော်ထားလိုက်တော့ဒါလေးကျွန်တော်အရှိမပြောတော့အဓိကပြောချင်တာအဲ့လိုမျိုးတွေတွေကလည်းဒါအမျိုးတွေဆက်ချင်လဲဆက်ပါမယ်ပြောလို့မရအောင်အဲ့တော့နေရာဒေသကွဲသွားတဲ့ခါမှာဘာသာယုံကြည်မှုတွေအာမတူညီတာတွေပဲရှိသွားတယ်ကျန်တာလူမျိုးတွေကတော့အားလုံးတူတူပဲဒီနေရာကနေစဉ်းသက်လာတာအိုးမပြောမယ်ဆိုရင်ခုကျွန်တော်တို့အိမ်မှာပေါ့ကွာကျွန်တော်တို့မိသားစုတွေရှိတယ်အမျိုးတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့တွေကဘုံတော့မှသာကိုးကွယ်တာပဲဒါပေမဲ့ကျွန်တော်တို့နေရာကနေတခြားကိုဝေးကွာသွားတဲ့လူတွေအဝေးရောက်သွားတဲ့လူတွေတချို့ ခရီးရန်မျိုးစုယူသွားတဲ့တွေ့လည်းရှိတယ်ဒါပေမဲ့လူမျိုးတွေတွေကတော့ဒါပဲလေဒီဒေသကနေအတူတူခွဲထွက်သွားတဲ့တွေ့ဒါပေမဲ့သူတို့နေရာဒေသကိုရောက်သွားတဲ့အခါမှာသူတို့ယုံကြည်တဲ့ကိုးကွယ်တဲ့ဘာသာတစ်ခုသူတို့ကိုးကွယ်သွားတာလည်းရှိတယ်ပေါ့ကွာဒါပေမဲ့ဒါကိုကိုးကွယ်လို့လည်းကျွန်တော်အနေနဲ့အပြစ်ပဲပြောပါဦးသူတို့ကြိုက်တာသူတို့ကိုးကွယ်တာလေနော်သူတို့ကြိုက်တာသူတို့လက်ခံတာပေါ့နော်ပြောပြချင်တာအဲ့ဒါတော့ကျွန်တော်တို့ကဒီနေ့ဒီပေါင်းသိနေထိုင်လို့ရနေတာလေကဘာကြီးမှဟာလာပြောပြတဲ့နော်ဘာမှစိတ်ထဲမှာထားတဲ့အောင်မလို့ပေါ့နော်လူတွေက ဟိုအဲ့လိုအာနာတွေဘာတွေလိုချင်လာတဲ့ခါတွေမှာဒါတွေကပြိပခိုက်ဖြစ်လာအဓိကပြောချင်တာကျွန်တော်လုပ်ငန်းခွင့်အကြောင်းကိုပြောချင်တာလုပ်ငန်းခွင့်အကြောင်းပြောချင်တာကျကျွန်တော်တို့လုပ်ငန်းခွင့်နေမှာပေါ့ကွာဥပမာပေါ့နော်ကျွန်တော်တို့ကကျွန်တော်ဥဆောင်နေကွာကျွန်တော်ဥဆောင်နေခါမှာဟိုအောက်မှာ၁၀ရောက်၁၅ရောက်လောက်ရှိတယ်ရှိတဲ့ခါမှာကျွန်တော်ဥဆောင်နေခါမှာကျွန်တော်တို့ကဒီဒီစီကန်လိုက်မဲ့တော့ရတယ်ဥမာလုပ်ငန်းခွင့်မှာဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့အထက်ကဆရာကနေညွန်ပြထားတယ် အဲ့ဒီစားစာတော့ဒါတွေဒါတွေထည့်မယ်နော်ဒီလိုလုပ်ရမယ်နော်ဆိုကျွန်တော်ကဒီပုံစံတိုင်းလုပ်ရတယ်သိလားအဲ့မှာကျွန်တော်တို့ရှေ့မှာ၄ယောက်ပေါ့ကြော်တဲ့သူက၄ယောက်လောက်ရှိတယ်ဆိုရင်ခင်ဗျားနံပါတ်၁ပဲဖြစ်ဖြစ်နံပါတ်၂ပဲဖြစ်နံပါတ်၃ပဲဖြစ်နံပါတ်၄ပဲဖြစ်ဖြစ်အဲ့လေးယောက်ကရှေ့မှာဦးဆောင်ရတယ်ဆိုရင်အဲ့လေးယောက်ကနေတော့ရတယ်နောက်က10ယောက်ရှိတယ်တပည့်တွေကအဲ့တော့ခမရတက်ဖေးလာလာနှစ်ဖေးလာလာသုံးဖေးလာလာလေးဖေးလာလာအားလုံးကအတူတူပဲနော်အားလုံးကအတူတူပဲဘာမှမခွဲကြဘူးဥပမာကြက်သားကို ကြက်သားတစ်ဖွဲကြက်ပင်သိန်းကိုကြော်ရမယ်ဆိုရင်ကျွန်တော်တို့ဟိုပိုးရှင်းရပေါ့နော်ဥပမာကျွန်တော်စကီလာနဲ့ချိန်လိုက်မယ်ဆိုရင်ကြက်သားကိုတစ်ထုပ်ဆိုရင်စကီလာနဲ့ချိန်လိုက်တဲ့အခါမှာကြက်သားတစ်ထုပ်ကိုကျွန်တော်တို့လေးစိတ်သွားတယ်မဟုတ်လားနော်လေးစိတ်သွားတယ်ဥပမာ1ကီလို1ကီလိုတော့မဟုတ်ပေါ့ကွာနော်အဲ့လိုမျိုးအစိတ်လေးနဲ့ချိန်ရပေါ့ဥပမာပိုးရှင်းတစ်ခုပိုးရှင်းတစ်ထုပ်စာပေါ့ပိုးရှင်းတစ်ထုပ်စာဆိုရင်ဈေးကဘယ်လောက်ယူထားလဲဥပမာပေါ့နော်ဈေးကတထောင်ခွဲလောက်ယူထားလားကြက်ပင်သိန်းဆိုရင်ဥပမာပေါ့နော်တထောင်ခွဲထားရတော့အဲ့ဒါဆိုရင်ပင်သိန်းလက်တစ်စုပ် ငရုတ်သီးဆိုင်ငရုတ်သီးချမ်းနှစ်ချမ်းထည့်မယ်ကျူစီနေနဲ့ထည့်မယ်ငရုတ်ကောင်းနေနဲ့ထည့်မယ်ပိန်းငယ်များကြီးလေးနေနေလေးထည့်လိုက်မယ်အများကြီးမဟုတ်ဘူးချိုးဖို့မထည့်ဘူးနော်ပြီးပြီးငရုတ်သီးကိုအချောက်ကိုထောင်းထားတဲ့ဟာကျွတ်တူနေမှုမှုလေးပေါ့နော်စားလို့တော့အကောင်းလားဆက်နာပဲဒါပေမဲ့သူတို့ကပေါ့ကွာကျပင်းတဲ့ဥမာ forward basically ပေါ့နော်အထိုင်းလို့ဆိုရင်တော့ကဖောင်းကိုင်းကဖောင်းမူကဖောင်းကဖောင်းကိုင်းကဖောင်းမူကဖောင်းနရနော် စတဲ့ဟာတွေအများကြီးပဲเนาะနောက်ကအသားတွေကမင်းမျိုးတွဲတော့ဖပရူမေတော့เนาะပြီးတော့လေသမားဟိဟိဟိုဟာလဲကွာလေသမားဟိဟိကောက်ဖက်ကောက်ဖက်နပိကပိမဟုတ်သေးဘူးကွာမြို့ကလေသမားဟင်းကိုကျွန်တော်မေ့နေလို့ပေါ့နော်လေသမားဟင်းပေါ့နော်အမျိုးမျိုးရှိတယ်ပေါ့ကွာအဲဒီဟိုပါပေါ့ တုံးဆက်ပြီးပါတွေကလည်းသိတယ်ကွာအဲ့ဒါအဓိကကျွန်တော်ဘာပြောပြမလို့ဆိုကျွန်တော်အရင်တော့နာမည်တွေကအဲ့ဒါပဲကိုလုံးနေကြဆိုရင်နာမည်တွေအများနဲ့မှတ်မိတယ်နော်အွန်တော်တိုင်းမှာဒါတော့မှအထူးအရာတွေကျွန်တော်မေ့ပေါ့နော်ပြန်ကြည့်ရမီနူးတွေကိုပြန်ကြည့်ရအဲ့တော့ပါလေကွာအဲ့ဒါကိုကျွန်တော်ကပြောဖို့ပါစက်သေးမှာအော်ခောက်ဖက်ကင်ရန်တို့ခောက်ဖက်ဆက်ဘလို့တို့ပေါ့နော်စားရတာပေါ့အဲ့ခောက်ဖက်ဟိုမှာပင်လေတာနဲ့ကြော်လေဆိုရင်ကျွန်တော်တို့ခောက်ဖက်ထလေပေါ့နော်ထလေဆိုရင်ကျွန်တော်ပင်လေတာပေါ့ပြောချင်တယ်ပေါ့နော် ဲ့မဲ့သူတို့သူတို့ကအမြဲတမ်းဒီပုံစံတိုင်းသွားတာအဲ့တော့ကျွန်တော်တို့အယောက်20ဆိုလားအဲ့20ကကျွန်တော်တို့ကျွန်တော်ဥဆောင်ရတယ်ဆိုလဲကျွန်တော်တို့ကပုံမှန်တိုင်းပဲအာနာမပြပြောပြတယ်အဲ့တော့အဲ့လိုပဲအုပ်ချုပ်ရတဲ့သူတွေရှိတယ်ပေါ့ကွာဒီနေ့တောင်းနေတာကြောင့်ဒါပေမဲ့တယောက်နဲ့တယောက်မတူဘူးပေါ့တချို့လူတွေအုပ်ချုပ်တာအကြတော့သူတို့ကအဲ့ယောက်20ကိုသူတို့တစ်ခါတလေစူးတယ်အော်တယ်ငေါက်တယ်ပကိုင်းများတွေလှုံ့ပြစ်တယ်ဧည့်သည်လာပြီဆိုကျွန်တော်ကတော့ပုံမှန်ပဲကျွန်တော်ကပုံမှန်ပဲတိတ်လည်းအရင်မစူးပုံမှန်ပဲပေါ့နော်ကျွန်တော်ကတော့အဲဒီဟင်မောရူကထွက်သွားတဲ့ဒါပဲ တို့လည်းတို့လှုပ်ဆဲဆီအရလှုပ်တာပေါ့ပုံမှန်ပဲအရင်လည်းမစူဘူးမှားမှဆူတာဟိုအားကြတော့တချို့ကောင်းဆောင်တွေကကြတော့နည်းနည်းလေးမိုင်းကုန်ပြီရအောင်ဝုံတိုင်းဝုံတိုင်းအဲ့လိုအော်တယ်ဆူတယ်ငေါက်တယ်အဲ့ဆိုတို့အရင်ကြောက်တယ်ပေါ့နော်ပြောပြစင်တာအဲ့လိုလည်းရှိတယ်လုံငန်းဝင်းမှာအုပ်ချုပ်တာတော့ကြောက်တဲ့ကောင်းဆောင်လည်းရှိတယ်လို့ကျွန်တော်တို့ကဒါပုံမှန်ပဲဟိုကျွန်တော်တို့ကြတော့ပေါ့ကွာဟိုလူချစ်အောင်နေရလည်းမဟုတ်ဘူးကျွန်တော်တို့ပုံစံတကွာအိုက်ပုံစံပဲနော်ကျွန်တော်တို့ပုံမှန်ပဲကွာ ဟိုဆူရတဲ့နေရာဆိုရင်တော့ဆူပလိုက်တယ်ပေါ့ဆူရတဲ့နေရာမဟုတ်ဘူးเนาะဒါအေးဆူမှုနေဘူးဒါတရားနဲ့တော့စိတ်ထားနေမတူဘူးဆိုတော့ပြောပြဒါပေမဲ့တော့အားလုံးကချိုးစားနေရတာဒါပဲဒီပုံစံမျိုးတော့ကြာပဲဟိုအရသာကိုဟိုအရသာကလည်းတိတ်ကွာတယ်ဆိုတော့မရှိဘူးတိုင်းကွာတယ်ဆိုတော့မရှိဘူးပေါ့เนาะနေနေလေးကွာတာတော့ရှိမယ်ဥပမာတချို့ဧည့်သည်ကြောင့်ရုပ်သူအဆက်မစားနိုင်ဆိုဆက်မစားနိုင်ဘူးဆိုရင်ရုပ်သူနည်းနည်းပဲထည့်ပြီးတာဒါမျိုးပေါ့အခုကြောင့်မြန်မာနိုင်ငံမှာအဲ့တိုင်းပဲအာနာကိုတရားပြည်သူလက်ထဲမှာရှိရမယ်ပေါ့ကွာအခုဥက္ကဋ္ဌပြောထားတယ်လို့ပေါ့နော် ပြည်သူအာဏာတည်ပြည်သူပြည်သူထင်မှာပဲရှိရလူတစုလူတစုကဒါတိမ့်ပိုက်ထားရဆိုရင်ဒါဒီမိုကရေစီနိုင်ငံမဟုတ်ဘူးလို့ပြောရလိမ့်ကျောင်းမဲ့ဆိုရင်ပြည်သူအာဏာဆိုတာဥပမာပေါ့ကျွန်တော်တို့ပြည်သူလူထုတွေလွတ်လပ်စွာရွေးချယ်တည်မြောက်ထားတဲ့ခေါင်းဆောင်ပြီးအုပ်ချုပ်တာပြဿနာဖြစ်ဘူးအဲ့ဒါအာဏာရှင်မဟုတ်ဘူးလीအာဏာရှင်လို့ပြောလို့မရအာဏာရှင်ဆိုတာကြပြည်သူတွေကိုသူတို့ကပြန်အုပ်ချုပ်တယ်အဲအကြောက်တရားတွေနဲ့လက်နက်တွေနဲ့ပြန်အုပ်ချုပ်တယ်အုပ်ချုပ်ပြီးသူတို့ပဲဒီနေရာတွေကိုသူတို့ပဲလုပ်တယ်ပြီးတော့သူတို့ပဲတရားဥပဒေနဲ့သူတို့ပဲစီစစ်တယ်နော် ဟိုအားကြတော့ကျွန်တော်တို့ပြည်သူလူထုရဲ့အဆိုးရပြည်သူလူထုကတင်ပြောက်ထားတဲ့ရှေးနေတွေနော်ဒါမျိုးတွေပေါ့နော်ပြည်သူလူထုတင်ပြောက်ထားတဲ့အဆိုးရတွေကညွန်ကြားထားတဲ့ဒါလူကြီးတွေနဲ့ဖွဲ့စည်းထားပေါ့ကွာရှေးနေဆိုလဲသူကလည်းသူတရားဥပဒေရရှိတယ်ပေါ့နော်ဟိုအားကြတော့အာနာအားကြတော့သူတို့ကပဲစစ်ခုံရုံးကိုသူတို့တင်တယ်သူတို့ပဲဆုံးပြတ်တယ်အဲ့ဒါအာနာရှင်စနစ်ပဲလीပြောပြချင်တာအဲ့အဲ့ဒါကိုကျွန်တော်တွားတတိယလို့ပေါ့နော် တော့အမေစုတို့ကြတော့ဒါအာနာရှင်စနစ်လို့လည်းပြောလို့မရဘူးဒါအမေစုကအာနာဒီပေါ့နော် NLD ပါတီဒီမိုကရေစီကိုဒါလူတွေပြည်သူလူထုတွေအားလုံးဒါဒီမိုကရေစီရအောင်လုပ်ပေးခဲ့ရပဲမှန်မှန်ပြောမယ်ဆိုရင်လုပ်ပေးခဲ့ပြီးတော့ဒါအမေစုကသူအာနာရှင်လည်းမဟုတ်ဘူးဥမာကရင်ပြည်နယ်မှာဆိုရင်နော်ဒါအန်တီဒေါ်နန်ခင်တွေနောက်အေရော်တွေတိုင်းမှာဆိုရင်ကျွန်တော်တို့ကရင်ပြည်ရပဲဒါဦးလေးပေါ့နော်ကျွန်တော်တင်ထားတဲ့၄ချိန်တော့မှနိုင်တာမဲရွေးချယ်ပွဲမှာနိုင်တာ၄ချိန်နိုင်တယ် နေထိုင်နိုင်တာဆိုရင်လည်းအဲ့ဒါဆိုရင်လည်းဦးဦးဂျော်နီเนาะနောက်တစ်ခုကျွန်တော်တို့ဟိုမင်းညကျွန်တော်ပြောအောင်မှားလို့ပေါ့เนาะမန်လေးတိုင်းမှာဆိုရင်ဒေါက်တာဆောင်မြင့်မအောင်เนาะရန်ကုန်တိုင်းမှာဆိုရင်ကျွန်တော်တို့ဦးဖြိုးမင်းသိန်းเนาะနောက်တစ်ခုကျွန်တော်တို့ဖားကတ်မှာဆိုရင်အေရော်ဒီတိုင်းမှာဆိုဖားကတ်မှာဆိုရင်မြစ်ကြီးနာဖားကတ်မှာဆိုရင်ကျွန်တော်တို့ဒါလွတ်တော့လွတ်တော့အမတ်ကိုအောင်မင်းဟေးနောက်တစ်ခုကျွန်တော်ရှမ်းပြည်နယ်မှာဆိုလဲအဲ့တိုင်းပဲပေါ့เนาะဒါကျွန်တော်အများကြီးမသိလို့ကျွန်တော်တိတ်တလောက်ကိုပဲကျွန်တော်ပြန်ပြီးလေ့လာပြီးနောက်ကျွန်မဖြည်းဖြည်းတင်ပြီးပြောပြမယ် အများကြီးပဲပေါ့နော်ဒီဥပမာပြောမယ်ဆိုရင်ကျွန်တော်တို့မန္တလေးတိုင်းမှာဆိုရင်လည်းဒါအခုဟိုအခု NUG ထဲမှာဟိုအနူးကြီးလေတော့မဟုတ်ပေါ့နော်အနူးကြီးလေမှာပုံတွေကတော့လူတွေကမစုံဘူးပေါ့နော်ပြောတင်တဲ့ပုံစံလူတွေမစုံဘူးအဲ့ထဲမှာတခြားအဲဒီကျွန်တော်တို့ NID တွေကနေပြီးထွက်သွားတဲ့လူကြီးတွေမပါတဲ့သူတွေလည်းရှိရပေါ့နော်ကျွန်တော်တို့ဒေါက်တာဆာဆာဆိုရင်ဒါ NID တွေကမဟုတ်ဘူးဒီနော်အခုကျွန်တော်အာနာသိမ်းပြီးမှပါလာတာပေါ့နော်ဥပမာတစ်ခုကျွန်တော်ပြောပြရအောင်ဒေါက်တာဆာဆာဆိုရင်ဒါ NID NID ဟိုခုကျွန်တော်တို့ NIB တွေကပါတာအခုချင်းဦးဦးဘယ်သူပါလဲကွာအခုချင်းဦးလေးပါတယ်ကွာချင်းဦးလေးဘယ်သူပါလဲဦးချင်းဦးလေးပါတယ်အဲ့အခုမေစုအခု NUG ထဲမှာချင်းဦးလေးပါတယ်အဲ့ဒါချင်းမီနေရနော်ချင်းမီနေရနောက်တစ်ခုကလည်းကြရားပြည်နေရလွတ်တော်လည်းပါတယ်နောက်တစ်ခုကကျွန်တော်တို့ကချင်းပြည်နေရလွတ်တော်ဟောဒါအကိုအောင်မင်းဟိုအတော့ဟိုဆီယမတော်ကြာထွားပန်လို့ဘယ်သူတို့ကြတော့ကျွန်တော်တိတ်မသိတော့ဘူးပေါ့ကွာနော် အဲတချို့ဟာဒီအများကြီးပဲပေါ့နော်ရခိုင်ပြည်နယ်မှာဆိုတဲ့အိုက်တိုင်းပဲနောက်တစ်ခုကနောက်ရှိသေးတယ်ကွာနော်လိုက်ကောဘာလို့စတယ်ပေါ့နော်လူကြီးတွေနဲ့ဖွဲ့စည်းထားတာပဲပြောပြနေတာဒါပေမဲ့အဲ NUG တဲမှာကကျွန်တော်ပြောပြနေတာဒီလိုနော်ကျွန်တော်ဒီလိုပြောပြ NUG တဲမှာကျွန်တော် NID တဲကလူကြီးတွေပါတာတွေရှိတယ်လို့တချို့က NID တဲကလူကြီးတွေလည်းမပါအောင်ဒါပေမဲ့ပါတာပြဿနာမရှိဘူးဒါလူကြီးတွေကသူတို့နားလည်တဲ့တိုင်းရင်းသားတွေအားလုံးဖွဲ့စည်းထားတာကိုပြောပြတာနော်ပါတာမပါတာအဓိကပြောတာမဟုတ်ဘူးကျွန်တော်ကပေါ့ကွာ ဒီအာနာရှင်စနစ်အကြောင်းကိုကျွန်တော်ထည့်ပြီးပြောပြတယ်တပည့်မပါလဲဘာမှမဖြစ်ဘူးပါလဲဘာမှမဖြစ်ဘူးအကောင်းဆုံးကတော့ကျွန်တော်မြန်မာနိုင်ငံကိုအကောင်းဆုံးဒါပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့ပုံစံနဲ့အစိုးရရွေးကောက်ပွဲပုံစံနဲ့တော့အရင်ကောင်းနေဆိုတော့ပြောပြအတေပြောက်လဲနေတယ်လေလန်နက်ကင်လန်စီကဘာမှမကောင်းတာလန်နက်ကင်လန်စီဆိုတာဟိုပြောမယ်ဆိုရင်ဒလန်တချို့လုံးလို့လဲကောင်းတယ်လို့ခင်ဗျားတို့ပေါ်တော့ဟာကို့အဖွဲ့တွေဝင်လာမယ်ဟာဟိုဘေးနေရာပါရှိရခင်ဗျားတို့အုံတိုင်းဘုံကွဲဘုံကျဲလိုက်လေရတယ်ပြောပြနော် အဲ့ဒါကြောင့်လက်နက်ခံလဲစီဘာမှမကောင်းဘူးကလေးတွေတွေ့လည်းမကောင်းဘူးလို့ဘာမှမကောင်းဘူးအဲ့ဒါပြောတယ်ဒီပြည်သူလူထုရွေးချယ်တာလည်းရွေးကောက်ပွဲပုံစံတည်းတွားတာကောင်းတော့မယ့်ပေါ့နော်အစိုးရအစိုးရကနေပြီးတော့ဒါဒါပြည်သူတွေကိုဒါအောက်ကိုဆင်းနေနော်ရက်ွက်တွေလည်းဆင်းနေဆင်းပြီးတော့ကျွန်တော်မဲရွေးချယ်မှုနဲ့တွားတယ်အဲ့ဒါအကောင်းဆုံးပဲလေပြည်သူလူထုတွေနဲ့လည်းထီထွေးရတယ်ပြီးတော့လည်းဟာလာကိုယ့်ရဲ့တိုင်းပြည်မှာဘာတွေဖြစ်နေဘာဖြစ်နေဆိုတော့သိရတယ် ိုစစ်အုပ်ချုပ်တယ်ဆိုတော့ဘာမှမကောင်းဘူးလေစစ်တွေအုပ်ချုပ်တယ်စစ်အာဏာရှင်အုပ်ချုပ်တယ်ဆိုတော့ခင်ဗျစဉ်းစားကြည့်လေစစ်အာဏာရှင်အုပ်ချုပ်တယ်ဆိုတော့တို့ကပြည်သူတွေအကြောင်းလည်းဘာမှမသိဘူးเนาะပြည်သူတွေအကြောင်းလည်းဘာမှမသိဘူးနောက်တစ်ခုကတို့ကဒီတို့တရားစီရင်တာလည်းတို့ပဲစီရင်တယ်စစ်ခုံရောမှာအဲ့လိုမျိုးကြီးအဲ့ကြတော့ဘာမှမကောင်းဘူးလေပြောပြကြတယ်မကောင်းဘူးပြောပြเนาะအဲ့တော့ခါကြဥပမာတက်မတော်ဆိုတော့ရှိတဲ့နေပေါ့နော်။ဘာလဲဆိုတော့တက်မတော်ဆိုတော့ဟာလာကိုယ့်ရဲ့ပြည်သူလူထုတွေကိုကတကယ်ကိုအရေးတောင်းချင်ကာကွယ်ပေးဖို့ဖွဲ့စည်းသူ့နဲ့သူ့နေရာနဲ့သူရှိနေတော့ကောင်းတာပေါ့ကွာ အဲ့လိုမျိုးအခုဒီတိုင်းပြည်ကိုလေပတ်ဖို့ကကြတော့ကျွန်တော်အစိုးရရွေးကောက်ထားတဲ့လူတွေကတော့အားကောင်းနေပေါ့နော်အဲ့ဒါကိုပြောပြနောက်လူငယ်တွေဆိုလည်းအဲ့လိုပဲလေအလဲပတ်ပေါ့နော်ကျွန်တော်တို့ဆိုတော့နိုင်ငံရေးအကြောင်းအများကြီးနားမလည်လို့ခါညာမသိပါဘူးကျွန်တော်ကတာမန်နေရတာကိုပဲပုံချိန်တဲ့ပေါ့ကွာတာမန်ကိုတတော်တင်တင်ရမှာကိုကောင်းကောင်းမှုမအလုံးလုံးပဲနော်ဒီစီးပွားကောင်းကောင်းရှာမယ်မကောင်းတာဘာမှမလုပ်ဘူးကိုယ့်ရဲ့ပတ်ဝန်းကျင်နေရာဒေသမှာကျွန်တော်တို့အကောင်းဆုံးနော်ဒါလူတယောက်ဖြစ်ရက်တည်ပေးလို့ရတယ်ပေါ့ကွာကိုယ့်ရဲ့သားသမီးတွေကိုလည်းအဲ့တိုင်းပဲ ကိုအကောင်းဆုံးသင်ပေးနိုင်တယ်ပညာကိုတတ်နိုင်တဲ့လောက်ထားပေးနိုင်တယ်ကိုလိမ္မာရင်ကြီးအောင်ဆုံးမပေးနိုင်တယ်အတွေးမြင်နေရအောင်ကျွန်တော်လုပ်ပေးနိုင်တယ်အဲ့ဒါကိုပြောပြပါပေါ့ဟိုဟိုငွေကြေးချမ်းလာတဲ့သူတွေကတော့ကွာထားနိုင်တာပေါ့သူတို့ကတော့တက္ကသူကြီးတွေလိုပါယူကျွန်တော်တို့ဆိုရင်ဘာမှတက္ကသူဆိုတာကြီးတွေဆိုတာကျွန်တော်တို့ပေါ့ကွာမနေခဲ့ရအောင်နော်အာစေတန်းအောင်စေတန်းအောင်ပြီးတိုင်းပြန်နေကျွန်တော်တို့မှာအကြောင်းဆက်မတက်နိုင်ဘူးကျွန်တော်တို့ကတော့အလုံးလုံးရတယ်နော်စေတန်းအောင်ပြီးကျွန်တော်အကြောင်းဆက်မတက်နိုင်ဘူးအလုံးလုံးရတယ်နော် ဘွဲဆိုတာလည်းအခုပေါ့ကွာဒီလုံးလုံးနေနေတာအကြောင်းစာတွေကြည့်ပြီးတော့ဒါဆက်တက်မယ်ဆိုလည်းရတာပေါ့နော်ဒါပေမဲ့အဲ့အတွက်ကျွန်တော်တို့အချိန်မပေးနိုင်နော်အချိန်မပေးနိုင်ဘူးကျွန်တော်တို့မှာအလုပ်တန်းလုပ်ရတာသူများတွေကတော့ပေါ့ကွာဘွဲတွေယူကြတာပေါ့နော်35နေ့35လောက်ထိသူများတွေကတော့ဘွဲတွေယူနေရှင်းနေတွေဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်တို့မှာကျတော့အလုပ်လုပ်ရလေအလုပ်ထွက်လုပ်ရလုံးထွက်လို့ရတယ်အဲ့လိုမျိုးပေါ့နော်အချိန်တွေကအဲ့လိုကြောင်းအတွက်အချိန်တွေမပေးနိုင်ဘူးအဲ့လိုလေးလည်းရှိတယ်ပေါ့နော် အဲ့တော့ပြည်နာတက်တာကောင်းပါလေမကောင်းဘူးတော့မပြောဒါပေမဲ့တော့အရေးကြီးတာတော့ကိုယ့်ရဲ့တိုင်းပြည်မှာတထောင်တတိယမှာကျွန်တော်တို့ကဒါမမကန်ကန်ဆုံးဖြတ်တတ်ဖို့ပြည်သူတွေကိုတကယ်ကိုကောင်းတဲ့လမ်းတွေကိုချမှတ်ပေးဖို့အာဏာရှင်စနစ်တွေမလုပ်ဘူးပြီးတော့လည်းကျွန်တော်တို့ဆိုရင်အလုံခံခွင့်မှာဆိုရင်ကျွန်တော်တို့လာစာအများကြီးရတယ်ကွာကျွန်တော်တို့မြန်မာပြည်မှာလောက်ခဲ့မှာဆိုလာစာဒါရတာပဲဒါပေမဲ့ကျွန်တော်ကကိုယ့်ကိုယ်ယုံကြည်မှုရှိတော့ခါကြပေါ့ကွာကျွန်တော်ထွက်သွားမယ်ဆိုကျွန်တော်နေရာမှာတခြားလူလောက်မှာအဲ့ဆိုကျွန်တော်ကလည်း ငါမရှိလည်းဘာမှမဖြစ်ဘူးငါနေရာမှာတခြားသူတက်ရင်လည်းကြည်ကြည်နဲ့နဲ့ကြီးတက်ခံတယ်ကျွန်တော်ကြည်နဲ့တယ်ပေါ့ကဖယ်ပေးလိုက်တာနေရာတွေဘာတွေမမက်ဘူးကျွန်တော်ဘာလို့ဆိုကိုယ်မှလည်းယုံကြည်ချက်ရှိရောကွာကိုဒီနေရာကိုမရရင်လည်းကိုတခြားနေရာမှာသွားလည်းကဒီလိုမျိုးတီးထက်ကောင်းတဲ့လာစာကိုရနိုင်တယ်ငါနောက်ထပ်ဒါမှမဟုတ်ဘူးဆိုလည်းငါဒီအလုပ်တစ်ခုကိုငါရနိုင်တယ်ဒါမှမဟုတ်ဘူးဆိုလည်းငါဟိုကိုကိုဝိုင်းကြီးချင်းနဲ့ပေါ့ကွာကိုဆိုင်ကြီးဆိုင်ဖွင့်နိုင်လေအဲအဲ့လိုမျိုးပေါ့ကိုယ့်ရဲ့ယုံကြည်ချက်ကလည်းရှိဖို့လည်းလိုတယ်ပေါ့ကွာ ကိုကအလုပ်ကတော့ထွက်လိုက်ပြီကိုမှဘာမှလည်းယုံကြည်ချက်မရှိဘူးလုပ်ငန်းကလည်းကိုမလုပ်တော့ဘူးဆိုရင်တော့ဘဝမှာမကောင်းဘူးเนาะကိုကယုံကြည်ချက်ကိုကိုရှိဖို့ကလည်းကိုကြိုးစားမှုတွေလိုပဲเนาะပြီးတော့ကျွန်တော်တကယ်ချင်းဆိုကျွန်တော်အရင်အားကြရပေါ့ကွာအားကြရတော့ဒီလိုပေါ့เนาะဟိုသူလည်းကျွန်တော်ကိုမြင်ပြီးတော့အားကြတယ်ကျွန်တော်လည်းသူ့ကိုကြည့်ပြီးအားကြတယ်အဲ့ဒါဘာလဲဆိုကျွန်တော်တကယ်ချင်းဆိုရင်သူ့အဖေကငကုံတော့အလုပ်တော့အားကြိုးစားနောက်ပိုင်းကျသူ့အဖေကငွေကြီးလိမ်လည်မှုပြဿနာတစ်ခုတက်တာ အဲ့ဒါ तू ကတိတ်မသိဘူးပေါ့ကွာကျွန်တော်တို့ကတော့သိတယ်ပေါ့ဝင်တိလိမ့်လည်းမူပြဿနာဖြစ်လို့ तू ကသူ့အဖေကထွက်ပြေးရထွက်ပြေးတော့နောက်ပိုင်းကျ तू အဖေကမိပါတယ်မိတော့ခါကျ तू အဖေကအလုံးအစင်မပြေတဲ့ခါမှာသူတို့ကြောင်းနေပါတယ်အားလုံးကအစင်မပြေတော့သူတို့အဖေကရှာတာကိုသူ့အမေဆိုလည်းမရှာဘူးလေနောက်ပိုင်းကျတော့အိုက်ကောင်မလေးကနော် तू ကဒီကြောင်းနေနေရင်တန်းတယ်နော်ကျွန်တော်လိုပဲကျွန်တော်တို့လည်းအတန်းဟို၄တန်း၅တန်းလောက်ပဲကျွန်တော်တို့လည်းအလုံးလုံးတာပဲ ဘာလို့တို့ကျွန်တော်တို့လည်းပေါ်ကကိုယ့်ရဲ့ရက်ွက်ထဲမှာအဲဒီတော့ကကြာတော့တုံးကကြာပြန်လုံးလို့ရတယ်ကွာအခုကြာတော့ကျွန်တော်ကလုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင်အဝေးကြီးတွေတွားလို့ရတယ်ရန်ကုန်မှာတွားလို့ရတယ်ထားပါတော့ပေါ့နော်စတဲ့နေရာတွေဝေးတယ်ရင်တော့ကကြာတော့ကိုယ့်ရဲ့နေတဲ့ရက်ွက်တွေမှာကိုကကိုပိုင်လုပ်ငန်းတွေရှိတယ်ဥပမာပဲညှစ်လုပ်ငန်းတွေတို့အထည်လုပ်ငန်းတွေတို့စတဲ့ပေါ့ကွာဒီမုန်းလုပ်ငန်းတွေတို့အဲ့လိုလုပ်ငန်းတွေပေါ့နော်အဲ့လိုလုပ်ငန်းလေးတွေရှိရောခါကြာတော့ဥပမာကိုကအကြောင်းကပြန်လာတယ်မို့လားတွားလုပ်လိုက်ပြီအဲတွားတွားလုပ်တယ်ဆိုရင်ဟိုပြီးတော့ခါကြာတော့ရင်တော့ကဆိုရင် အဲ့လိုလို့ကိုပိုင်တုံးကလေးရှိတာပေါ့နော်ရှိတော့ခါကျလူတွေကခေါ်ကြတယ်စီမီကြတယ်ပြောရွက်ွက်တိုင်းမှာကိုရဲ့ကိုပိုင်စီးပွားရေးလုပ်ငန်းလေးရှိကြတယ်အခုတော့အဲ့လိုစီးပွားရေးကတိတ်ပြီးလူတွေကမလုံနိုင်တော့ဘူးလောက်ကင်နေလဲအဆင်မပြေတော့လို့အရင်တော့ကရှိရကွာဟိုလိုအိတ်တန်းလေးဆိုရင်ကျွန်တော်တကယ်လေးတွေလိုအိတ်တန်းခတ်တာတွေလို့ကျွန်တော်လည်းခတ်တတ်တာပဲပြောပြတယ်အဲ့လိုမျိုးပေါ့နော်ကိုပိုင်လုပ်ငန်းလေးရှိတော့ခါကျအချောင်းကပြန်လာပြီဆိုရင်ဒါကိုကိုပိုင်လုပ်ငန်းလုပ်ရင်လုပ်မလုပ်ရင်သူများစီမှာတော့လောက်တာလို့ဒါတွေကကျကျွန်တော်တို့ပေါ့ကွာဟိုဟိုအချောင်းကပြန်လာရင်တော့လုံလို့ရတယ်ကိုကိုရသလောက် ဟိုဥပမာကျွန်တော်ကဒီကျောင်းဝက်ပြန်လာလို့တွားပြီးတော့ဥပမာလွယ်အိတန်းခတ်တယ်ထားရတော့ပေါ့ကွာကျွန်တော်တို့အေးနင်းကိုရသလားကိုခတ်နိုင်သလားပဲသူကလုပ်ငန်းရှင်ကအများကြီးအလုပ်သမားတွေကအများကြီးရှိအောင်လို့သူကကျွန်တော်တို့ကအချိန်မြင့်မလာနိုင်လေဘာမှမဖြစ်ဘူးနေရသလားယူဒါပဲဥပမာတလားအောင်ခင်ဗျာလွယ်အိအလုံးပေါင်း20 30လုံးနိုင်ပဲဆိုရင်ရတယ်ဒါမှမဟုတ်ခင်ဗျာ10လုံးပဲရမယ်ဆိုတော့ခင်ဗျာ10လုံးပဲပတ်စံရမှာကိုထမင်းကိုစားပြီးကိုကကိုတွားပြီးလှုပ်တာဒါမှမဟုတ်လေရှိရပေါ့ကွာအဲ့တော့ကျွန်တော်တကယ်ချင်းက သူ့အဖေကအလိုမလုံးနိုင်တော့ဘူးဆိုတော့ तू ကအဲ့လိုမျိုးအလုံးလုံးတယ်ကြောင်တက်တယ်နောက်ပိုင်းကျတော့ तू ကြောင်ကနေထွက်တယ်ထွက်ပြီးတော့ तू ဟိုတယ်တက်ဟိုတယ်မှာသွားပြီးတော့ तू စပုံမှုတင်တန်းတက်တယ်စပုံမှုတင်တန်းဆိုတော့ तू အရန်ကြီးစပုံမှုမဟုတ်ဘူး तू ဟိုဟိုပါပေါ့နော် dessert dessert တွေကိုလေ dessert တွေကိုသူတို့ကပေါ့နော်ဒီဟိုပါပေါ့ချိုခွဲတွေနဲ့ပတ်သက်တာတွေတို့နော် tea leaf salad တို့အဲ့ဒါတွေကိုသွားပြီးတော့ तू ကအလှဆင်ပေးရတာ decoration ပေါ့ကွာအလှဆင်ပေးရတာ လာဆင်ပြီးတော့ခါကျသူတို့ကအဲ့အဲ့ပိုင်းမဲ့သူကလောရတာနောက်ဟိုဆော့တွေဘာတွေကိုလောဆော့တွေဘာတွေရိုက်ပြီးဆိုရင်ဗီဒီယိုနဲ့ဆော့တို့ဘာတို့အဲ့လိုဆော့ရိုက်ပြီးဆိုရင်သူတို့ကပေါ့ကွာနည်းနည်းကူညီပေးရပါဘောနော်ဟိုလိုကြီးအရန်ကြီးတက်တဲ့သူတော့မဟုတ်ဘူးဆိုပေမဲ့လည်းလာစာရတယ်အဲ့အဲ့လိုမျိုးသူတို့ကိုလာစာဆိုရင်ဒီလိုပေးတာမဟုတ်ဘူးသူတို့ကိုဘန်ဘန်မှာတော့ထောက်ရတာသူတို့ကအဲ့ဘောနော်သူတို့စီလိုနာဟိုတယ်မှာလောက်တဲ့သူကြီးအဲ့ဒါစီလိုနာဟိုတယ်ရင်းတော့အားရောင်းသွားတယ်အခုကျစီလိုနာဟိုတယ်တို့ဘာလို့ ဆောင်းဟိုတယ်လို့ဆိုအရင်ကြီးမရောင်းရတော့ဘူးကွာပြောပြတင်အရင်တော့တအားရောင်းရအဲ့မှာဆီလိုနာဟိုတယ်မှာကျွန်တော်တင်ခြင်းနေဆိုရှိတယ်ပေါ့ကွာအရင်တော့အဲ့တော့ခါကျတော့အဲ့ဆီလိုနာဟိုတယ်မှာဆိုရင်ဒါသူတို့ကဟိုလုံးဝကွာ executive share မဟုတ်ဘူးဘေးကနေဟပ်ပါလောက်ပဲပေါ့နော်အဲ့အလားတွေဒီဇက်တွေပါတွေမှာအလားဆင်ပေးရတယ်နောက်ကျွန်တော်တို့ဧည့်သည်ပါတွေလာပြီးဆို decoration ပေါ့ကွာ pan တွေပါတွေကူလုပ်ပေးရတယ်အဲ့လိုမျိုးပေါ့အဲ့ဒါတောင်မှသူပတ်စံအများကြီးရတယ်အဲ့ဒါတောင်မှသူချီကျင်သွားမှာမဟုတ်ဘင်းလေးနဲ့သွားတာ နောက်ပိုင်းကျတော့ तू အဲ့ဒီလောက်ကနေပြီး तू တော်တော်လေးလှုပ်တယ်နော်လှုပ်ပြီးတော့ तू အဲ့လေးသုံးပေါ်တော့တနည်းလောက်တော့လှုပ်မယ်ထင်တယ်အဲ့တနည်းလောက်လှုပ်ပြီးဘလောက်မှမကြောက် तू ထွက်လိုက်တယ်အဲ့ဒါចောင်းတက်နေနေနော် तू လှုပ်တာចောင်းတက်တယ် तू အလုံသွားတယ်ចောင်းပြန်တယ်စာဟိုတူရှင်နေပါတယ် तू မနေဘူးတူရှင်မနေဘူးစာဒီတိုင်းကျက်တာခင်ဗျာတကယ်ပြောတော့တော်တယ်နော်ကျွန်တော်ကတော်တယ် तू ဆိုတော်လို့ပြောတာနောက်ပိုင်းကျတော့ तू ကဂုံလူတော့မထွက်ဘူးပေါ့နော်ဂုံလူတော့မထွက်ရိုးရိုးအောင်တာပဲရိုးအောင်ပြီးတော့ तू နောက်ပိုင်းကျတော့နော် ူလည်းအဲ့လိုပဲဒီအစိုးရအလုံးတစ်ခုကိုသူလုံးလိုက်တာလုံးပြီးတော့သူအဲ့နှခါသူတခြားအသက်မွေးညောင်းတစ်ခုပညာသင်တယ်အဲ့ဒါပါလဲဆိုသူကပေါ့ကွာအသက်မွေးညောင်းပညာပေါ့နော်အဝတ်ထည်လုပ်ငန်းတွေအဲ့အထည်လုပ်ငန်းကိုသူလုံးသေးတယ်လုံးပြီးတော့သူကတကယ်လို့ပေါ့ကွာဘွေးရပညာတတ်တယောက်ဖြစ်ပြီးတော့လုပ်ငန်းတွေ့ကြုံလဲရှိတယ်ကိုကအလုံးလဲလုပ်တတ်တယ်ဆိုကိုကောင်းတယ်လေသူကနောက်ပိုင်းကြောင်းလဲနေတယ်စီရောနာဟိုလည်းမလဲသူအဲ့လိုမျိုးစပွဲတို့တို့ဘာလို့သွားလုပ်တယ်ကွာပြန်လာတယ်သူကဘိန်းနဲ့သွားတာအတော်အပြန်လာတာတော့နေတယ်ပေါ့အဲ့လိုကတော့အရန်ကြီးတော့မများသေးဘူးပေါ့ ြောပြနေတာဒါပေမဲ့စရိတ်ငိမ့်လीနော်ပိုမှာပဲသူတင်နန်းနေပါတက်တယ်ပြီးတော့ uniform တွေပါတွေလည်းဟိုကပေးတယ်အဲ့လိုမျိုးကျွန်တော်ပြောတာအခုကျတော့ဘွန်ရတင်ကြတဲ့လူတွေကတချို့လူတွေကကိုရွေးချယ်တဲ့ပုံမှာမူတည်တာလေအလုံးတစ်ခုอ่ะအဲ့ဒါသူဆိုရင်အဲ့ဒါဟိုအစိုးရလုပ်ငန်းတစ်ခုလေးရသွားတယ်နောက်တစ်ခုကသူကအလိုဝိထေတွေပါတွေဆိုလဲသူရန်ကြီးတော်မှာချုပ်တက်ဖို့ဆိုပေမဲ့လည်းအဲ့လိုမျိုးဝိထေတွေပါတွေလောက်တက်တယ်နော်လွယ်ကြီးတွေလည်းခတ်တက်တယ်ပြောပြနေတာအဲ့လိုမျိုးနော်ကျွန်တော်တို့တွေစူးစမ်းရတယ်ဆိုတော့အဲ့လိုမျိုးပေါ့ကွာအခုဆိုသူကပတ်စံနေအများကြီးရတယ်ပြောပြနေတာ သူ့အတက်အခုမလောက်တော့ဆိုတော့သူ့အတက်ခင်ဗျာ35လောက်ပဲသူ့စီးပွားရေးတွေလည်းအဆင်ပြေနေပြီနော်ပြောပြတယ်နော်အဲ့လိုတွေရှိပြီသူတို့ကတော့နောက်ပိုင်းကျသူ့အဖေကလွတ်လာတယ်ပေါ့ကွာလွတ်လာပြီးနောက်ပိုင်းကျသူ့အဖေရဲ့ဆွေမျိုးတွေကလည်းနည်းနည်းတောင်းတော့ခါကြသူတို့ကကြတော့မိသားစုဆွေမျိုးပတ်စံအများကြီးဟိုထောက်ပံ့တာတွေရှိတော့သူတို့ကကြတော့ဟိုကျွန်တော်တို့လောက်မစင်ရဘူးကျွန်တော်တို့ကကြတော့ဒီမိသားစုဆွေမျိုးအင်အားလည်းနေတယ်လို့ အဲ့လိုမျိုးပေါ့ထောက်ပံ့တာလည်းနေတော့ကိုချောက်ပေါ့ကိုရက်တီးရတာမလွယ်ဘူးချားတာတော့မောတာပေါ့နော်ဒါပေမဲ့ကျင်းနေပါတယ်ဘောမှာရိုးသားသားနေရပြီးတော့လုံးတွေလုံးနေရတယ်ဈေးတွေလုံးရတယ်အဲ့လိုမျိုးပျော်တယ်ကျွန်တော်ကျွန်တော်နေရတဲ့ဘောကကျွန်တော်စိတ်ချမ်းသာတယ်နော်အားအောင်ပြောပြဒါပါပဲအဲ့ဒါတောင်ကျွန်တော်မြန်မာနိုင်ငံမှာလေအာနာကိုအဲ့လိုဒီလူစုအောင်မအုပ်စွဲနဲ့ပြည်သူလူထုတွေရွေးကောက်ထားတဲ့ခေါင်းဆောင်တွေနဲ့တွားတာတိဆောက်တာအတိုင်းပြည်တို့အကောင်းဆုံးပဲပေါ့နော်အာပညာတက်လည်းမရသလိုလူလူတည်မှုတွေလည်းနေတယ်ကိုတိုင်းပြူလည်းတဘာဝပေးရနေတယ်ဖြစ်တယ်ဆိုရင်လည်း ငါပြန်ကြည့်လို့ရပေါ့နော်အခုကြတော့ကောင်းလာခင်ဗျားလက်နက်ကင်လန်းစီရခင်ဗျားဒလန်ဆိုတက်တယ်ဟိုဘက်ကလည်းတခါ PDF ထောက်ခံတက်တယ်ဟိုဘက်ကလက်နက်ကင်ဒီဘက်ကလည်းချင်းချင်းလုံးကြံတာတွေရှိတယ်တရားဒီကလေးတွေ့သွားရင်လည်းလေလီတက်ပြစ်တယ်လွန့်ပြစ်တယ်လူတွေလူတွေကြက်ကလေးငှက်ကလေးလိုလွယ်လွယ်ကူကူဟိုကိုယ့်ရဲ့လက်ထဲမှာနေကွာနော်တက်ပြစ်တာပြီးတော့ခင်ဗျားတို့ပြောတဲ့စကားရှိတယ်လေဟိုအာနာရှင်ဟိုဦး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 တန်းချွေလာဘသူတို့ဦးနေဝင်လာပြောတာအာနာဒီဘာလုံးတနက်ပြန်ဝမှာပဲရှိသေးတယ်ဟိုဘိုးတော်ကြီးလည်းအဲ့တိုင်းပြောတာကွာမော်စီတုံးလည်းအဲ့လိုပဲပြောတာလေပြောပြစေတာ အဲအလုံးမျိုးပေါ့နော်ခင်ဗျားတို့ကအာနာရှင်ဆန်းနေလीနော်အဲ့ဒါကြောင့်သူများနိုင်ငံတွေကအာနာရှင်စနစ်အုပ်ချုပ်တယ်ဆိုတော့သူများနိုင်ငံတွေကမျှတာတယ်ကွာသူများဘီနမ်မှာဆိုလဲကောင်းတယ်သူတို့ဒါရွေးကောက်ပွဲနဲ့ပဲတော်တာဥပမာဒီနိုင်ငံစင်ကာပူနိုင်ငံမှာဆိုလဲရွေးကောက်ပွဲနဲ့ပဲတော်တာပဲနော်ရွေးကောက်ပွဲနဲ့တော်တာတီတူလူလူဒီဒီပေါ့ကွာဒီပါတီကဆက်ဆက်ပြီးနိုင်တယ်ဆိုတာကမနာလို့မရှိနေပေါ့ကွာဥပမာဒီအပြည်သူတွေကကြိုက်လို့ပေါ့ခေါင်းဆောင်တွေကစီမံတာ နော်ဒါဆောင်ရွက်တာကိုသဘောကျလို့ပြည်သူတွေအထည့်ကြတာလေအဲ့တော့အာနာရှင်စနစ်လို့ပြောလို့မရဘူးပေါ့နော် အာနာရှင်စနစ်ဆိုတာစစ်တပ်ကပဲဒါစီမံခန့်ခွဲပြီးစစ်တပ်ကပဲလော်ဝစီအုပ်ပြီးစစ်အုပ်ချုပ်တာပဲအခုမြန်မာနိုင်ငံမှာဖြစ်နေတာစစ်တွေအုပ်ချုပ်နေကြပတ်ပတ်လည်မှာနော်အာအာနာရှင်ဖြစ်နေတာမြန်မာနိုင်ငံမှာအာနာရှင်စနစ်ဖြစ်နေတာဒါပဲအဲ့တော့ပြောပြဒါပါပဲအားလုံးကြည့်ဆိုင်ပါနော်မြန်မာနိုင်ငံတို့ကချားနိုင်ငံပြည်သူတွေလည်းပြီးခင်ကြပါစေအဲ့တော့ခါကျတော့နော် လင်းရင်ဟိုနော်လင်းရင်နဲ့ပြစ်တာကိုလည်းမပြစ်ဘူးနော်ဖင်ပိတ်ပြီးညင်းတဲ့သူတွေကလည်းရှိတယ်ကျွန်တော်လည်းမပြောချင်တော့ပါဘူးဒါပါပဲအားလုံးပြစ်ဆိုင်ပါ